TikTok မှာ follower အမြင်တိုးကျင်တဲ့လူတွေအတွက်ကျွန်တော်တွေ့ထားတဲ့အလွယ်ဆုံးနည်းလမ်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီနည်းလမ်းလေးကတော့အခုဒီဗီဒီယိုကိုအပေါင်းလေးနှိပ်မယ်၊ comment လေးရေးမယ်၊ပြီးတော့ဒီအောက်က favorite ဆိုတဲ့အဝါရောင်လေးကိုနှိပ်မယ်။အောက်ကဒီ share button လေးကိုနှိပ်ပြီးတော့ repost ဆိုတာလေးကိုနှိပ်မယ်။နောက်ဆုံးဒီမှာသူ့ရဲ့ page က copy link ဆိုတာလေးကိုနှိပ်သွားလိုက်ပါ။အဲ့ဒါပြီးရင်နောက်ထပ်တစ်နာရီလောက်နေခင်ဗျားတို့ရဲ့ profile မှာတွားကြည့်လိုက်ပါ။ဒီလို follower နည်းနည်းလေးကနေပြီးတော့ဒါမျိုး follower အများကြီးဖြစ်သွားပါလိမ့်မယ်။ခင်ဗျားတို့ဒီအခုလိုကြီးအယုံလွယ်နေလို့လေခင်ဗျားတို့ဂျင်းသေးတဲ့ကောင်ကြီးပေါ်နေတာဒီ TikTok ပေါ်မှာ ခင်ဗျားတို့ကတစ်တော့ကိုညာ12နာရီနောက်ပိုင်းမတင်ရဘူး view မတက်ဘူးဘာညာဆိုလဲရှုံလိုက်တာပဲပြီးရင်ဒီမှာဟို search bar ထဲမှာ creator search insight ဆိုပြီးတော့ share like အဲ့ဒီထဲကထိတ်ဆုံးအဗီဒီယိုလေးကိုဘေးကနေပြီးတော့ video icon လေးကိုနှိပ်ပြီးတော့တင်အဲဆိုရင် view တွေအများကြီးရတယ်ဆိုလဲရှုံလိုက်တာပဲခုနကတော့ကျွန်တော်ပြောသွားတဲ့ဟာတွေကိုခင်ဗျားတို့ like လုပ်မယ်ဆိုရင် view တွေ follower တွေအများကြီးပဲတက်သွားမှာဖြစ်ပါတယ်ဘယ်သူတက်မလဲဆိုတော့အဲ့ဒီ video တင်တဲ့ကောင်တက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျားတို့တော့ကတော့ဘာမှဖြစ်တာတည်းအကြောင်းမရှိဘူးခင်ဗျားတို့ရဲ့ ဗီဒီယိုတွေ view တွေအများကြီးရပြီးတော့ follower တွေများများရကျင်တယ်မို့လားခင်ဗျားတို့ကအရင်ဆုံးယူဖို့မစင်းစားနဲ့ပေးဖို့စင်းစားလောကကြီးမှာ gift fan တိတ်ပဲရှိရယ်တိတ် fan gift ဆိုတာမရှိဘူးအရင်ဆုံးခင်ဗျားကပေးမယ်ခင်ဗျားရဲ့ဗီဒီယိုကြည့်မဲ့လူတွေဘာပေးမှာလဲပျော်ရွှင်မှုပေးမှာလားဘဝတုဒ္ဒပေးမှာလားဟင်းချန်ကြီးတွေပေးမှလာဒါမှမဟုတ်ရင်ခင်ဗျားဆိုင်ကယ်ပြင်နေဆိုရင်ဆိုင်ကယ်ပြင်နည်းတွေပြောပြမှာလာခင်ဗျားရဲ့ဗီဒီယိုကြည့်မဲ့လူတွေနောက်ဆုံးကြည့်ပြီးတော့ရင်ဘာပြင်ရမှာတော့အဲ့လိုသူတို့အတွက်ကိုခင်ဗျားကဘာပေးနိုင်လဲဆိုတာကိုအရင်စဉ်းစား ကွန်းတန်ကောင်းကောင်းလေးရိုက်ပြီးတော့တင်အဲဒါဆိုရင်ခမရခမညားတကောင်ကြီးထားတင်လဲပဲကြည့်ရလူတွေကတော့ကြည်မှာပဲ view တက်မှာပဲအဲ့ဒီစောက်ပိုးတွေပြောတာတွေကိုခမရတို့ယုံနေသေးရတော့ခမရတို့အဲ့ကောင်ကြီးကထပ်ပြီးတော့ချင်းထဲနေမှာပဲပြောချင်တာကတော့ပြောတိုင်းမယုံနဲ့ကို့မှာစဉ်းစားချင်းချင်နိုင်တဲ့အုံနောက်ရှိတယ်အဲ့လိုလူတွေရဲ့ဗီဒီယိုတွေကိုတွေ့ရင်ခမရတို့ကြော်တာသွားလိုက်စေတနာမမှန်လို့မို့လို့အဲ့လိုဗီဒီယိုတွေတင်နေတာဖြစ်တယ်ကျွန်တော်ဗီဒီယိုတွေဆိုရင်တော့ကျွန်တော်ရှင်းတယ်ကျွန်တော်ကိုကြိုက်ရင်ကြည့်မကြိုက်ရင်နေကျွန်တော်ကကျွန်တော်ပြောချင်တာပြောရင်ပြောပြီးသွားရင် နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဒါပဲခင်ဗျားတို့ကျွန်တော်တို့ကြာရင် follow ခဲ့အသေးပေးခြင်းမှလည်းပေးမပေးခြင်းလည်းနေเนาะဆိုတော့ခုလည်းပြောခြင်းကပြောပြီးသားပြီနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye